င်္ဂလာပါဒီနေ့စနေနေ့မှာတော့ထုံးစံတိုင်းပွဲကောင်းများစွာရှိတဲ့နေရာနေပြီးတော့စစ်အဖြစ်ဆုံးပွဲတစ်ပွဲဖြစ်တဲ့ Brighton နဲ့ Newcastle ပွဲစဉ်ကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးခြင်းပါတယ်ဒီပွဲစဉ်မှာခုလက်ရှိ Ancient Brighton က Newcastle ကိုဒဲဆေးဖွင့်လှစ်ပေးထားပြီးတော့ဂိုးပေါင်းသေး380ဆားစုပေါ်ဈေးဖွင့်လှစ်ပေးထားပါတယ်နှစ်သင်းစလုံးကခုလက်ရှိပြီးများသည့်ပွဲစဉ်ခုနှစ်ပွဲကစားပြီးချိန်မှာရံပတ်တုအနီအထားနဲ့အဆင့်အထက်အောက်ကဲ့ရဲ့ဖြစ်နေပါတယ်ဒီလိုအနေအထားမျိုးမှာ Ancient အသင်းအနေနဲ့နိုင်ဝဲရယူမယ်ဆိုရင်နိုင်ဝဲရနိုင်တယ်ဆိုရင် နည်းဆုံး level 50လောက်ဈေးကျော်ပေးသင့်ပါတယ်။ Newcastle က Brighton အင်ကွင်းမှာလာကစားတဲ့ပြီးများသည့်အင်ကွင်း၈ကြိမ်ဆက် Brighton အင်ကွင်းမှာလာကစားတဲ့ Brighton အင်ကွင်းပြီးများသည့်၈ကြိမ်ဆက် Newcastle ကနိုင်ဝဲရယူထားခြင်းမရှိပါဘူး။ဒါပြင် Hattrick ကနောက်ဆုံး၅ကြိမ်မှာလည်း Newcastle က Brighton ကိုအသာရယူထားခြင်းမရှိပါဘူး။ဒီလိုအနေအထားမျိုးမှာ Brighton နေနဲ့ဒီပွဲစဉ်မှာ Newcastle ကိုထပ်ပြီးအသာရအောင်မယ်ဆိုရင် ဈေးကျော်ပေးသင့်ပါတယ်။ဒါပြင် Brighton ရဲ့အင်ဝင်ရလဒ်တွေကိုကြည့်မယ်ဆိုရင်လည်း Brighton အင်ဝင်၃ဝင်ကစားပြီးချိန်မှာရှုံးပွဲမရှိထားတဲ့အပြင် Man City လို့အသင်းကိုတော့နိုင်ကစားထားပြီးတော့ Spurs လို့ခြေစွန်းတက်နေတဲ့အသင်းကိုတော့တေရောင်ကစားထားနိုင်တယ်လို့တွေ့ရပါတယ်။ Newcastle ကတော့ကျွန်တော်ဝေးခွင်း၃ဝင်ကစားပြီးချိန်မှာ Avila လို့ခြေချနေတဲ့အသင်း Lee လို့ဒီယာဒီမှာတက်နေလာတဲ့အသင်းတွေကိုတော့နိုင်ဝဲရောင်မကစားထားနိုင်ဘဲနဲ့ဘုံမောက်လို့အသင်းကိုတော့တေ တေကြအောင်ပဲကစားထားနိုင်တာတွေ့ရပါတယ်။ဒါကြောင့်နျူကာဆယ်အနေနဲ့အဝေးကရောက်လက်ပိုင်းအားနိုင်နေပြီးတော့ Brighton ကတော့အင်ဂွင်းစန်းသောရေမြင်မားနေအောင်ကျွန်တော်တွေ့ရပါတယ်။ဒီလိုအခြေအနေမျိုးမှာ Brighton အနေနဲ့နျူကာဆယ်ကိုနိုင်မယ်ဆိုရင်ဈေးကျော်ဖွင့်လှစ်ပေးသင့်ပါတယ်။အခုဒေသေးပဲရှိနေတဲ့ဈေးတန်းအရာတော့ဒီပွဲစဉ်မှာ Brighton နိုင်ဖို့ခက်အုံးပဲပွဲတစ်ပွဲလို့ကျွန်တော်ကတော့ယူဆမိပါတယ်။ဒါကြောင့်ဒီ Hat to Hat နောက်ဆုံး၅ချိန်ဆက် Brighton အင်ဂွင်းမှာလာကစားတဲ့နောက်ဆုံး၈ချိန်ဆက်နိုင်ဝဲရယူထားနိုင်ခြင်းမရှိတဲ့နျူကာဆယ်က ဒီဝဲသမားစံချိန်မှတ်တမ်းဆိုးတွေကိုရိုက်ချိုးပြီးတော့ဘိုင်ဒန်အိမ်ဝင်းမှာအตาရအောင်ကစားသွားလိမ့်မယ်လို့ကျွန်တော်တို့ယူဆနေပါတယ်ဒီထိုးသားပန်ဆန်းကိုကြည့်မယ်ဆိုရင်လေဘရိုက်တန်မှာ48ရာခိုင်နှုန်းရှိပြီးတော့နျူကာဆယ်မှာ52ရာခိုင်နှုန်းရှိပါတယ်ထိုးသားပန်ဆန်းကလည်းမျှနေပါတယ်အဲကြောင့်ဒီဝဲသမားကျွန်တော်ကတော့အဝေးကွင်းအသင်းဖြစ်တဲ့နျူကာဆယ်ဒီဝဲသမားမရှုံးနိုင်ဘူးလို့ယူဆမိတာကြောင့်ဒီဝဲစင်မှာတော့နျူကာဆယ်ဘော်ဒီကိုပဲကျွန်တော်ကြိုက်နေတတ်ပါတယ် Brighton နဲ့ Newcastle ပွဲစဉ်မှာကျွန်တော် Newcastle body တစ်ချောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်။ဒီနေ့စနေနေ့မှာတော့ပွဲကောင်းများစွာရှိတဲ့အတိုင်းကနေပေါ့ထုံးစံတဲ့ကျွန်တော်ရဲ့အဆင့်အဖြစ်ဆုံးမမပွဲတွေထွက်ပါတယ်။ကျွန်တော်ရဲ့အဆင့်အဖြစ်ဆုံးမမပွဲတွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းတဲ့အကူတို့ကတော့ဒီနေ့တရက်ဆောင်9000ကျပ်နဲ့ Viber နံပါတ်39 69 888 9300 9300ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါပြီ။အချိုးသာဆုံးဈေးနှုန်းထားတဲ့အမှန်ကန်ဆုံးရွေးချယ်မှုတွေကိုတို့ရရှိမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ရဲ့အဆင့်အဖြစ်ဆုံးမမပွဲတွေတော့၃ပွဲထိကျွန်တော်ရွေးချယ်ပေးထားပါတယ်။ ဒါကြောင့်စိတ်ဝင်စားလို့ကျွန်တော်ရဲ့ရွေးချယ်မှုကျွန်တော်ရဲ့သုံးသက်ချက်တွေကိုဝေယူခြင်းနဲ့အကူတို့ကတော့ဒီနေ့တရက်ဆောင်9000ကျက်နဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39968889336ကိုဆက်သွယ်ပြီးတော့လာရောက်ဝေယူနိုင်ပါပြီဗျာကျွန်တော်ရဲ့ member ပွဲစဉ်တွေကတော့အစောပွဲရွေးချယ်မှုတွေမပါပါဘူး7နိုင်ပွဲစဉ်ရတဲ့စပြီးတော့ကျွန်တော်ရဲ့ member ပွဲတွေစတင်မှာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားလို့မမပွဲတွေဝေယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လာရောက်ဝေယူလို့ရပါပြီဗျာ အားလုံးပဲအဆင်ပြေအောင်မြင်မှုတွေရရှိကြပါစေကျွန်တော်ကတော့ဆန်ပီဆော့ကပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်